ကိုဗစ် -19 ဖြစ်တဲ့နှစ်မှာပြပြဆုံးသွားခဲ့ရပါရှင်ခုဆိုရင်တော့6နှစ်ကျော်ပါပြီရှင်အမေရပါတော့အဲ့6နှစ်အတွင်းကလေးကအဲခင်မုန်းနဲ့ခင်မုန်းမောင်လေးကိုဆိုင်းချောက်ပြည့်စုံဆိုင်းချောက်ပေးခဲ့ရပါရှင်အခုဒီပွဲအတွက်ကိုလည်းအမေကအဲဘေးကနေပြီးတော့ကောင်းစပိုရင်းပေးပါရရှင်။အာဒီထိုက်တန်ရဲ့စူတခုရခဲ့လို့ရှိရင်တော့အဲမမေကိုပေါ့နော်ဒီရဲဟိုဘယ်လိုပြောမလဲ။ရဲငွေကြီးရေပေါ့ပြီးတော့ဒီ ဟိုကဗာလဲပြိုင်ပြိုင်ဝဲအတွက်ပေါ့နော်ဒီ sponsor ရေးပေးရဲအဲအဲ့လိုမျိုးထိုက်တန်ငွေလေးတွေကိုတော့မမေကိုပြန်ပေးဖို့ရရှိပါတယ်ရှင်အကောင်လုံးပြန်အပ်ပါမယ်ရှင်အဓိကပြင်ရမယ့်ချက်ကတော့ clear yen center တာပါရှင်ဟိုကခင်မောင်းကတော့ clear yen center နဲ့တွေ့ကြောင်းမလို့ပြီးတော့လဲဒီပြိုင်ဝဲမှာခင်မောင်းနဲ့အသက်ကြီးရဲ့လူတွေပဲရှိရဖြစ်တဲ့တွေ့ကြောင်းမလို့ clear center လေးကိုတော့ပြင်ရမယ်လို့ထင်ပါတယ်ရှင် ုတ်မင်္ဂလာပါရှင်။ဟုတ်ညီမနမရတော့အခင်မုံပဲဖြစ်ပါရဲ့ရှင်။ညီမရောပြမနာကိုစားပြလာမယ်လို့ဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့အားလုံးနဲ့မှာတော့တန်ငယ်ဆုံးပါရှင်။အာဒီပွဲတော်တော်မနေ့ကအရန်ကိုစိတ်လှုပ်ရှားခဲ့ပါရဲ့။အခုလည်းစိတ်တော်တော်လှုပ်ရှားနေပါရဲ့ရှင်။ဟိုပွဲပြီးသွားရအောင်ပါဗောနော်စိတ်လှုပ်ရှားနေအောင်ပါမယ်။အကောင်းဆုံးကြိုးစားခဲ့ပါရဲ့။အကောင်းဆုံးလျှောက်ခဲ့ပါရဲ့ရှင်။ဟုတ်ခင်မုံတက်ကတော့18နှစ်ပါရှင်။ အာဒီ city ပွဲရပေါ့နော်အသက်18နှစ်မှာတော့ကလည်း city ပွဲတော့ကလည်းဒုတိယအငယ်ဆုံးပါရှင်အာဒီပွဲမှာလည်းခင်မောကအငယ်ဆုံးပါရှင်အားကြောင့်မလို့အာအကြီးကြီးထက်တော့ပို့ပြီးတော့ကြိုးစားရမျိုးရောရှိပါရဲ့ရှင်ဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားပါရဲ့ရှင်အာဒီ Miss Universe မြန်မာ2024တော့ကပေါ့နော်ဒီမတ်သဆန်အန်ဒါဆန်ကတော့အဲဒီဆန်နမူနာဟိုင်လာမယ်ဖြစ်ပါရဲ့ရှင်အာဒီကတော့အကောင်းဆုံးတော့ကြိုးစားသွားပါမယ်ရှင်ဒီ နောက်ထပ်လာမယ်ပေါ့နော် final ပွဲနည်းကြရင်လည်းအားလုံးစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင်။အော်ဒါတော့ငငယ်ကအဲငငယ်တွေကဝါသနာပါရဲ့အလုပ်တစ်ခုကြောင့်မလို့ဒီအဲအစရောအသက်ကအရန်ငယ်တည်းရဖြစ်တဲ့တော်တော်ဝင်ပြိုင်ဖြစ်ခဲ့ရပါရှင်။ဒါမဲ့ဒီအခုကတော့အဲပို့ပြီးတော့ဒီ Miss Locker ပို့ပြီးတော့ခြေပြန့်လာတဲ့အတွက်ကြောင့်ဒီအဲ Miss ကိုပေါ့နော်ပို့ပြီးတော့အရင်အားထက်ပို့ပြီးစိတ်ဝင်စားလာရဲအဲအကြောင်းမလို့ဒီ Miss ကို အဲဝင်ပြိုင်မယ်ဆိုပြီးတော့ဆမစ်ချက်နှမကိုချပြစ်ခဲ့ရပြီဖြစ်ပါရှင်။အာယုံကြည်မှုကတော့ရှိပါရရှင်။ဒါမဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေလိုအပ်သေးပါရရှင်။ဒီပေါ့နော်အများကြီးကြိုးစားဖို့လိုသေးရလို့ထင်ပါရရှင်။အားနည်းချက်တွေရှိပါသေးရဲ့။ဟောဒါဖဖေကတော့ပေါ့နော်ခင်မုံ grade uh 6ပေါ့နော်။အဲ covid 19ဖြစ်တဲ့နှစ်မှာဖဖေကဆုံးသွားခဲ့ရပါရှင်။အခုဆိုရင်တော့6နှစ်ကျော်ပါပြီရှင်။ အမေရပါတော့အဲ့6နှစ်အတွင်းကလေးကအဲခင်မုန်းနဲ့ခင်မုန်းမောင်လေးကိုဆိုင်းရှောက်ဖြူးဆူးဆိုင်းရှောက်ပေးခဲ့ရပါရှင်အခုဒီပွဲအတွက်ကိုလည်းအမေကအဲဘေးကနေပြီးတော့ကောင်းစပိုရင်းပေးပါရရှင်အာဒီထိုက်တန်နဲ့ဆူတစ်ခုရခဲ့လို့ရှိရင်တော့အဲမမေကိုပေါ့နော်ဒီရဲဟိုဘယ်လိုပြောမလဲရဲအမွေကြီးပေါ့ပြီးတော့ဒီဟိုကဗာလဲပြိုင်ပန်ဝဲအတွက်ပေါ့နော်ဒီ sponsor ရက်ပေးတဲ့အဲအဲ့လိုမျိုးထိုက်တန်ငွေလေးတွေကိုတော့မမေကိုပြန်ပေးဖို့ရရှိပါတယ်ရှင်အကောင်လုံးပြန်အပ်ပါမယ်ရှင်မမကဒီအခုချိန်ဒီပေါ့နော်တယောက်တည်းပဲကြိုးစားရုံးပန်ခဲ့ရရယ်ပေါ့နော်ဒီခင်မောင်းနဲ့ခင်မောင်းမောင်လေးကိုတယောက်တည်းပဲပေါ့နော်သူတယောက်တည်းရပဲကြိုးစားရုံးကန်ခဲ့ပြီးတော့ရှာဖွေကြည့်မှုခဲ့ပါတယ်ရှင်ပြီးတော့ဒီခုရွယ်ဒီပေါ့နော်လူသေးမရှိအောင်အဲနေခဲ့ရပါတယ်ရှင်အခုဒီပြိုင်ပွဲအတွက်လည်းဆက်ဆက်ရရအောင်ကုညီပတ်မှုပေးပါတယ်ရှင် အဓိကပြင်ရမယ့်ချက်ကတော့ clay yarn center တာပါရှင်။ဟွာခင်မုန်းကကျတော့ clay yarn center နဲ့တွေ့ကြမှုပြီးတော့လည်းဒီပြိုင်ပွဲမှာခင်မုန်းနဲ့အသက်ကြီးရဲ့လူတွေပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ clay center လေးကိုတော့ပြင်ရမယ်လို့ထင်ပါရှင်။အပေးရဲ့ပြည်သက်တွေကိုလည်းဆက်လက်အားပေးပါလို့ပြောချင်ပါတယ်ရှင်။ခင်မုန်းကောင်းကောင်းကြိုးစားပါပါရှင်။အာဒီပေါ့နော်အခုကြည့်နေတဲ့သူတွေလည်းခင်မောင်ရဲ့ပြည့်တက်တွေမဟုတ်သေးတဲ့လူရှိရင်လည်းကြောင်းရှိနိုင်ပါရဲ့ရှင် ဒါပေမဲ့ခင်မောကောင်းဆုံးကျဆောက်မှာဖြစ်တဲ့အတွက်ဆောင်းမြေကြည့်ရှုဖို့ပြည့်စုံပါရှင်ကျေးဇူးပါရှင်